မင်္ဂလာပါ Siri for you ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Siri for you ရဲ့ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ Siri လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လွှင့်ခဲ့တဲ့ The Last of Us ဆိုတဲ့ TV Siri လေးပဲဖြစ်ပါတယ်ကဲအစင်းသိပြပြီဆိုရင်တော့ The Last of Us Season 1ရဲ့ Episode 7 Love Behind ကိုစတင်လိုက်ကြပါစို့လားဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်ကိုတင်ဆက်ပေးမယ် Siri for you ကရှိန်သူပဲဖြစ်ပါတယ်ခင်ဗျာ ော်လိုရိုင်းနာမျိုးကပိုးဆုံးကျူးတွေရှိနိုင်မယ့်နေရာကိုအယ်လီနဲ့ဂျိုးတို့ဟာခီးနေလာကြရင်လမ်းမှာလူရဲသူတွေကြောင့်မလို့ဂျိုးတယောက်ဓာတ်ထိုးခံရကမေးလဲသွားခဲ့ပါရီအဲအကြောင်းအယ်လီကဂျိုးကိုလူမရှိတဲ့အိမ်တစ်ခုစီကိုခေါ်လာခဲ့ပြီးအနာအသွေးတိတ်အောင်အဝတ်နဲ့ဖိပေးနေခဲ့ပါရီဂျိုးကတော့အယ်လီကိုသူ့ကိုထားခဲ့ပြီးတနက်ကိုယူကထွက်သွားဖို့ပြောနေခဲ့ပါရီအယ်လီကနားမထောင်ပဲဂျိုးရဲ့အနာအသာသွေးတိတ်အောင်လှုပ်ပေးနေရကြောင်းဂျိုးကအယ်လီကိုလမ်းဆွဲလိုက်ပြီးမြောက်ဘက်က တွမ်မီစီကိုထွက်သွားဖို့ပြောလိုက်ပါရီ ။အဲလီယားရဲ့စိတ်လျှော့ကထွက်သွားဖို့လုပ်လိုက်ပြီးတော့ဂျိုးကိုဂျာကင်နဲ့ခြုံပေးလိုက်ပါရီ။အဲလီယားထွက်မသွားခင်မှာခဏလောက်တွေ့ဝင်နေပြီးတော့တကူးကူစဉ်းစားနေခဲ့ပါရီ။ခဏကြာမှတော့အဲလီကဂျိုးကိုထားခဲ့ပြီးတကားဖွင့်ကထွက်သွားလိုက်ပါရီ။ဂျိုးကဝေဒနာကိုခံစားနေတဲ့အဲလီထွက်သွားတာကိုလှမ်းကြည့်ကမျက်ရည်ကြာနေခဲ့ပါရီ။အဲလီယားအင်ဒကားမကြီးကနေထွက်သွားကနီးမှာတကားလက်ကင်ကိုကိုက်ရင်းနဲ့တကူးကူစဉ်းစားတွေ့ဝင်နေခဲ့ပါရီ။အင်းတော့အဲလီကအတိတ်စီကိုပြန်ရောက်သွားကဖက်ဒရာစစ်တပ်ထဲမှာငကြက်နဲ့တရှင်းသားထောင်ရင်းနဲ့အပြေးလေးကျင့်နေခဲ့ပါရီ အဲလီယပြေးလေးချင်းနေတော့အနောက်ကနေပြီးတော့ဘက်ဒနီလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကအဲလီရဲ့နှစ်ချက်ကိုဆွဲချွတ်ကရန်ဆပါအိုဒီအဲလီကလည်းရောသားထွက်သွားခဲ့ပြီးတော့နှစ်ချက်ကိုပြန်ပေးဖို့ပြောပေမဲ့လေဘက်ဒနီကအဲလီကိုရမဖြစ်ရဲတဲ့ငကြောက်လို့ပြောကလောင်ပြောင်နေခဲ့ပါဒီအဲဒါကြောင့်အဲလီကလည်းစိတ်တူသွားပြီးတော့ဘက်ဒနီကိုထိုးပစ်လိုက်ပါအိုဒီအဲနောက်တော့အဲလီတယောက်မျက်လုံးမှာညိုမဲတန်ရာနဲ့ရုံးငှက်တစ်ခုမှတယောက်ကိုထိုင်ဆောင်နေခဲ့ပါဒီအဲလီကဇပွဲပေါ်ကထောင်ထားတဲ့ဓားပုံတစ်ခုကိုယူကြည့်နေတော့မှဖက်ဒရာအရာရှိတယောက်အခန်းထဲဝင်လာခဲ့ပါဒီ ။ရာရှိကအဲလီကိုဘာရီဖြစ်ခဲ့ရလဲဆိုပြီးတော့စာမေးလိုက်တာကြောင့်အဲလီကဘဒနီကအရင်ရန်ရှာခဲ့တာဖြစ်ကြောင်းပြန်ပြောလိုက်ပါရီ။ရာရှိကအဲလီယူကြည့်ထားတဲ့ဓာတ်ပုံကိုနေရာတကျပြန်ထားလိုက်ပြီးဘဒနီကဆေးကမှ15ချက်ချုပ်ထားအကြောင်းပြောလိုက်ပါရီ။အဲလီကတော့15ချက်ချုပ်ရတာကောင်းတယ်လို့အရာရှိကိုပြန်ပြောလိုက်ပြီးသူ့ကိုအရင်လိုပဲအပြစ်ပေးဖို့အေးဆေးပြန်ပြောနေပါရီ။အရာရှိကတော့အဲလီကိုခဏခဏအပြစ်ပေးနေပေမဲ့အလုံးမဖြစ်တာကြောင့်အစ်တစ်တစ်ခုခုစမ်းကြည့်ရတော့မေးလို့ပြောလိုက်ပြီးတော့ရွေးချယ်ချာနှစ်ခုကြောင်းစပြောလိုက်ပါရီ ပထမတစ်ခုကတော့အဲလီကိုစီးကမ်းမလိုက်နိုင်ဘဝကိုဆဆုပ်ပပနဲ့နေရပြီးဒေသွားနိုင်တယ်ဆိုတဲ့အကြောင်းဖြစ်ပြီးတော့ဒိုရီယာတစ်ခုကတော့အဲလီဒေါသကိုတတ်နိုင်သမျှထိန်းချုပ်ပြီးတော့အရာရှိဖြစ်အောင်လုပ်ရင်ကောင်းကောင်းမွန်မွန်ဘဝကိုရှင်သန်နိုင်မယ့်အကြောင်းပြောပြလိုက်ပါရီအဲလီကတော့အရာရှိကိုသူ့ကိုဘာလို့ဂီးဆိုင်နေရလဲဆိုပြီးတော့ပြန်မေးလိုက်ပါရီအရာရှိကကမ်းတဲ့ဇုံတွေကလူတွေကဖက်ဒရာကလူတွေသာမကယ်ရင်အကုန်ငတ်မှုပြီးတော့အချင်းချင်းတက်ပြတ်နိုင်တာအကြောင်းမလို့တို့လိုခေါင်းဆောင်တွေကလိုအပ်ကြောင်းအဲဒီမှာလေးပဲခေါင်းဆောင်စိတ်တဲ့ရှိတာတီးကြောင်ပြောပြလိုက်ပါရီ အရာရှိကအဲလီရွေးမဲ့လမ်းကိုမေးလိုက်တဲ့အခါမှာတော့အဲလီကအရာရှိရဲ့စကားကိုနားထောင်လိုက်ပြီးတော့ဒုတိယတစ်ခုကိုရွေးချယ်လိုက်ပါရီအရာရှိကလည်းအဲလီရွေးချယ်လိုက်တာကကောင်းတဲ့ကြောင့်ခက်ပြက်ပြက်ပြန်ပြောကအဲလီကိုတွားခိုင်းလိုက်ပါရီအဲလီကချက်ချင်းထွက်မသွားသေးဘဲနဲ့ပြောစရာစကားကုန်ပြီလားဆိုပြီးတော့အရာရှိကိုပြန်မေးနေသူရဲ့နှစ်ချက်နဲ့ကက်ဆက်ခွေကိုပြန်တောင်းလိုက်ပါရီအရာရှိကလည်းအဲလီကိုခနာဆိုင်ကြည့်လိုက်ပြီးတော့အန်ဆွေတွေကနှစ်ချက်နဲ့ကက်ဆက်ခွေကိုလည်းထုတ်ပေးလိုက်ပါရီအဲနောက်တော့အဲလီတယောက်မေးခင်သူ့ရဲ့အခန်းထဲမှာကတ်တုံးစာအုပ်ထိုင်ဖက်နေခဲ့ပါရီ အလီယာဆောက်ကိုဘေးရဇွဲပေါ်ပြစ်တင်လိုက်တဲ့အချိန်မှာအခန်းပြင်ကနေဘီးပိတ်ချင်ရောက်ပြီးဖြစ်ကြောင်းလိုက်ပြောနေတဲ့တယောက်ရဲ့တန်ကိုကြားလိုက်ရပါသည်။အလီတယောက်မီးမပိတ်သေးပဲနဲ့သူ့ရဲ့အခန်းတစ်ဖက်ကလူမရှိတဲ့ဂရင်အလွတ်လေးကိုငေးကြီးကတွေးနေခဲ့ပါသည်။အဲဒီအချိန်မီးပိတ်ဖို့အလီအခန်းတစ်ကောက်ကိုလာခေါက်နေရကြောင်းအလီကလည်းမီးပိတ်ပြီးတော့အိတ်လိုက်ပါသည်။မနေ့နေ့နာရီထိုးကန်ဒီလောက်မှာတော့အလီရဲ့ပရင်ပေါက်တကားကိုဖွင့်ကလူတယောက်တိုးတိတ်ဝင်လာခဲ့ပါသည်။အခန်းထဲကိုရောက်တဲ့အခါမှာတော့အဲလီရဲ့ပါဇက်ကိုအုပ်လိုက်တာကြောင့်အဲလီနဲ့လန်နိုးသွားခဲ့ပြီးတော့တုံးထုတ်ကဇွဲပေါ်ဓာတ်နဲ့ပြန်ခုခံဖို့လုပ်လိုက်ပါသည် အဲဒီနောက်မီးပွင့်ကြည့်လိုက်တဲ့အခါမှာတော့အဲလီရဲ့အခန်းပေါ်တငယ်ချင်းရိုင်းလီဖြစ်နေခဲ့ပါ ರೀ အဲလီကရိုင်းလီကိုဘယ်လိုရောက်နေခဲ့ပြီးတော့အခုလိုမျိုးခိုးကြောင်ခိုးဝက်နဲ့ဝင်လာရတာဘာလို့လဲလို့မေးလိုက်ပါ ರೀ ညလုံးကတိုင်ရကြောင်အဲလီအစင်မပြေတာကိုသိသွားတဲ့ရိုင်းလီကအဲလီကိုဘယ်သူလောက်တာလဲဆိုပြီးတော့မေးပြီးတော့သူပြန်တီးပြီးမေးလို့ပြောလိုက်ပါ ರೀ အဲလီကလည်းပဒနီလောက်တာဖြစ်ကြောင်းနဲ့သူပြန်လုပ်ပြီးပြီဖြစ်ကြောင်းရိုင်းလီကိုပြောလိုက်ပါ ರೀ အဲနောက်တော့ဘယ်လိုရောက်နေရလဲဆိုပြီးတော့ထမ်းမိတဲ့အခါမှာရိုင်းလီကခဏလောက်ဘာမှမပြောဘဲနဲ့ဟိုဘက်ကိုလှည့်သွားခဲ့ပါ ರೀ ကနကြောင်မှာရိုင်လီကသူဟာပိုးစုံညအဖွဲတွေဝင်သွားပြီဖြစ်ကြောင်းပြောလိုက်ပါရီအဲဒီကရိုင်လီနောက်နေလို့ထင်ကရီမောနေရကြောင်မလို့ရိုင်လီကခါကြားရဲကတနက်ကိုပြလိုက်ပါရီအဲလီယာအန်အောသွားပြီးတော့ဘာကြောင့်ဒီလိုမျိုးလှောက်ရတာလဲဆိုပြီးတော့မေးလိုက်ပါရီရိုင်လီကအကုံရှင်းမြမယ်လို့ပြောကအရင်စိတ်အေးထားဖို့အဲလီကိုပြောလိုက်ပါရီရိုင်လီကအဲလီအနေနဲ့အစာပိုင်းတုန်းကတော့ညင်းနိုင်ပေမဲ့နောက်ဆုံးလက်ခံရမယ့်အစီအစဉ်တစ်ခုရှိကြောင်းပြောလိုက်ပါရီအဲလီကဘာမှမသိရကြောင်းရိုင်လီကိုစိုက်ကြည့်နေရင်ရိုင်လီစက်ပြုံးမအောင်နားထောင်နေခဲ့ပါရီ ရိုင်းလီကတော့အဲလီကိုသူနဲ့တူတူနာရီပိုင်းလောက်လိုက်ခဲ့ပြီးတော့ဘဝရဲ့အကောင်းဆုံးညကိုခံစားဖို့ပြောလိုက်ပါရီအဲလီကမလိုက်ခြင်းကြောင့်ချက်ချင်းညင်းလိုက်ပြီးတော့ခဏနေပိုးစုံကျူးတွေတတ်ဖို့အတွက်လေးချိန်ခန်းစားတော့မယ်လို့ပြောလိုက်ပါရီရိုင်းလီကအဲလီကိုဘာမှပြန်မပြောတော့ဘဲဂျမ်းမြင်ကအဝတ်ကိုကောက်ယူလိုက်ပြီးတော့အဲလီကိုအဝတ်လဲဖို့အတွက်ပြစ်ပေးလိုက်ပါရီအဲလီကလည်းငြင်းမရအောင်မလို့စိတ်လျှော့လိုက်ပြီးရိုင်းလီပေးတဲ့အဝတ်ကိုယူကာအဝတ်လဲလိုက်ပါရီရိုင်းလီနဲ့အဲလီအဝတ်လဲနေတော့မှအဲလီစပွဲပေါ်ကတချင်းကိုယူကြည့်ရင်နဲ့ပြုံးနေခဲ့ပါရီအဲလီကဖနက်စည်းလိုက်ရင်ရိုင်းလီကိုပန်းချန်နေသွားမှလားဆိုပြီးတော့မေးလိုက်ပါရီ ရိုင်လီကတော့ပန်းညံနေမှာမဟုတ်ကြောင်ပြောလိုက်ရင်ပြုံးနေခဲ့ကအဲလီကိုလိုဝက်ချက်လို့ပြောပြလိုက်ပါရီအဲနောက်တော့ရိုင်လီကသူ့ကိုအတက်နဲ့ရင်းပြီးယုံလိုက်ဖို့ပြောရင်းနဲ့ဗတင်းပေါက်တကားကိုဖွင့်လိုက်ပါရီရိုင်လီကလည်းအပြင်ကိုဟိုဒီဒီကြည့်ပြီးတော့ဖက်ဒရယ်မရှိတာကြောင့်မလို့အ мян သွားကြဖို့ပြောလိုက်ကမြောက်သားဆင်းလာခဲ့ကြပါရီအောက်ကိုအရောက်မှာတော့ဖက်ဒရယ်ကင်းလက်စကားတစီဖြတ်သွားအောင်အ мян ပုံးလိုက်ကြရပါသေးတယ်အဲ့လိုနဲ့ကားထွက်သွားပြီးတဲ့နောက်မှာတော့ရိုင်လီနဲ့အဲလီကလည်းဘတ်တနီကိုထိုးတဲ့အကြောင်းတွေတိုက်ခိုက်တဲ့အကြောင်းတွေကိုပြောကရီမိုးရင်းနဲ့လမ်းလျှောက်လာကြပါရီ တနေရာရောက်မှတော့ရန်လီကပရင်းပေါက်တကားတစ်ခုကိုမကဝင်သွားလိုက်ပါလိ။အဲလီယားလည်းလိုက်ဝင်သွားလိုက်ပြီးတော့အထက်ရောက်တဲ့အခါမှာတော့ဒမီကိုစီထုတ်လိုက်ကြပါလိ။အဲလီယားဒမီကမိတ်တုံမိတ်တုံဖြစ်နေရကြောင်းရန်လီကဖက်ဒရာကဒမီတွေကမကောင်းကြောင်းပြောကအဲလီကိုစားလိုက်ပါလိ။အဲလီကတော့ရန်လီကိုပိုးစုံကျူးရဲ့ဒမီရတာကောင်းကြောင်းပြောကပြန်ရွေးလိုက်ပါလိ။အဲနောက်တော့နှစ်ယောက်သားကစကားတပြောပြောနဲ့အပေါ်ထက်ကိုတက်လာခဲ့ကြပါလိ။တနေရာရောက်မှတော့နေရာတစ်ခုမှာမီးင်းနဲ့တင်းနေတဲ့လူတယောက်ကိုတွေ့လိုက်ရပါလိ။ရန်လီနဲ့အဲလီကလည်းအလောင်းသားကိုကတ်လာကဒမီနဲ့ထိုးကြည့်လိုက်ပြီးတော့ဆက်ဆူလိုက်ပါလိ။ အဲနောက်တော့အဲလီကအလောင်းသားအရပလင်းကိုကောက်ယူလိုက်ပြီးတော့စစ်ဆေးကြည့်လိုက်ပါရီဘိုင်လီကအလောင်းသားမှာဆေးတုပ်တွေလည်းရှိနေကြောင်းကိုအဲလီကိုပြလိုက်တာကြောင်းအဲလီကတေချောင်းကြံစီထားတာဖြစ်နိုင်ကြောင်းပြောလိုက်ပါရီအဲဒီမှာပဲအလောင်းကကျမ်းမြင်ကနေပြီးတော့ကြုံကြသွားပါရီအဲလီနဲ့ရိုင်းလီကလည်းရုတ်တရက်လန်သွားခဲ့ကြပြီးတော့နယံဘေးကိုအမြန်ကတ်လိုက်ပါရီအဲနောက်နှစ်ယောက်သားကရီမောနေခဲ့ကြပြီးအရပလင်းကိုယူကတိုက်ပေါ်ဆုံးတကူရောက်လာခဲ့ကြပါရီရိုင်းလီကအရက်တော့မလားဆိုပြီးတော့အဲလီကိုမေးတဲ့အခါမှာအဲလီကယူလာရဲ့ရပလင်းကိုထုတ်ပေးလိုက်ပါရီ ရိုင်လီကအရက်ကိုတငုံတောက်လိုက်ပြီးတော့တောက်ကောင်းချောင်းပြောလိုက်တာကြောင့်အဲလီကလည်းသူလည်းတောက်ချင်ချောင်းပြောကအရက်ကိုပြန်တောင်းလိုက်ပြီးတော့တောက်ကြည့်လိုက်ပါရီအဲနောက်တော့ရိုင်လီကိုကြည့်ကတောက်ကောင်းချောင်းပြန်ပြောရင်းနဲ့နှစ်ယောက်သားကယူနေခဲ့ကြပါရီအဲနောက်တော့အဲလီကလူတီယူမြင်မှုတာဒါပထမဆုံးလားဆိုပြီးတော့ရိုင်လီကိုစကားဆမေးလိုက်ပါရီရိုင်လီကတော့ပြုံးနေရင်သူမိဘတွေကပထမဆုံးပြစ်ကြောင်ပြန်ပြောတဲ့အခါမှာတော့အဲလီကသူမိသွားအကြောင်းတောင်းမန်နေဆိုပြီးတော့ရိုင်လီကိုပြန်ပြောလိုက်ပါရီရိုင်လီကလည်းအစီအမေကြောင်းသာပြန်ပြောပြီးတော့အဲလီကိုအရက်ပလင်းထပ်ပေးဖို့အတွက်တောင်းလိုက်ပါရီ အယ်လီကအရက်ပလင်းကိုပေးလိုက်တာကြောင့်ရိုင်းလီကအရက်တငုံထပ်တောက်လိုက်ပါရီအဲနောက်တော့အယ်လီကရိုင်းလီရဲ့တနက်ကိုခဏပြဖို့တတောင်းလိုက်ပါရီရိုင်းလီကပိုးစုံကျူးတွေကဘယ်သူမှမပြဖို့ပြောထားအောင်ညင်းမိမိလေအယ်လီကအတင်းတောင်းဆိုနေခဲ့တာကြောင့်ရိုင်းလီလည်းတနက်ကိုထုတ်ပေးလိုက်ရပါရီအယ်လီကတနက်ကိုဆက်စုနေလိုက်ပြီးတော့ခဏကြာမှာတော့ရိုင်းလီကပြန်တောင်းလိုက်တာကြောင့်အယ်လီလည်းပြန်ပေးလိုက်ရပါရီအဲနောက်မှာတော့ရီးစားရတာကြောင့်မလို့ပိုးစုံကျူးအဖွဲဝင်ဖြစ်သွားတာလားဆိုပြီးတော့အယ်လီကရိုင်းလီကိုမေးလိုက်ပါရီရိုင်းလီကတော့ဟုတ်တယ်လို့ဝန်ခံကမကြခင်လက်ထပ်တော့မှဖြစ်ကြောင်းအယ်လီကိုပြန်ပြောလိုက်ပါရီ ။အဲဒီကတော့အတီလားဆိုပြီးတန်အန်ဒွန်းနဲ့မေးလိုက်တဲ့အခါမှာတော့ရိုင်းလီကသူဒုက္ခရောက်နေတဲ့အချိန်မှာအိုးဆုံးမျိုးအဖွဲ့ကအမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ရတဲ့အကြောင်းပြောပြလိုက်ပါရီ။အဲဒီမျိုးသမီးကရိုင်းလီကိုဖက်ဒရယ်ဘလူးမြင်ကြောင်းမေးမြန်းတဲ့အခါမှာတော့ရိုင်းလီကဖက်ဒရယ်တွေကိုမုံကြောင်းအမှန်တိုင်းပြောပြလိုက်တာကြောင့်အဖွဲ့တွေကိုဝင်ဝင်ပြုတ်လိုက်တာဖြစ်ကြောင်းလေးအဲဒီကိုပြောပြလိုက်ပါရီ။အဲဒီကလည်းပိုးဆုံးမျိုးအဖွဲ့တွေကိုဝင်မှုအတွက်အရာရာကိုဆုံးလို့ရတာကဒါလောက်ထိတောင်မှလွယ်ရလားဆိုပြီးတော့ရိုင်းလီကိုပြန်ပြီးခဲ့ပါရီ။ရိုင်းလီကနင်းပြောတဲ့အရာဆိုတာက ဖက်စစ်တကောင်ဖြစ်လာဘူးလားဆိုပြီးတော့အဲလင်ကိုမေးခွန်းပြန်ထုတ်လိုက်ပါရီအဲလင်ကလည်းဖက်ဒရယ်ဆိုတာကဖက်စစ်တွေဆိုပေမဲ့မြို့ကိုမပြိုကွင်းအောင်ကူညီပေးနေရဖြစ်ကြောင်းပြန်ညင်းလိုက်ပါရီရိုင်လီကလည်းအဲလင်ကိုပြိုင်ငင်းမနေတော့ဘဲနဲ့သူ့မှာတာဝန်တစ်ခုရှိသေးကြောင်းပြောကာတပတ်ကတိုက်ပေါ်လမ်းခုံသွားပါတော့လေအဲဒီနောက်အဲလီကလည်းရိုင်လီနောက်ကနေလိုက်ကာတိုက်တစ်ခုပြီးတစ်ခုခုံကူးရင်းနဲ့သွားနေခဲ့ကြပါရီတနေရာရောက်မှာတော့အဲလီကမောလာအကြောင်းရိုင်လီကိုခဏရက်ဖို့ပြောလိုက်ပြီးတော့မီးလင်းနေတဲ့လမ်းမီးတိုင်တွေကိုအတူတူကြည့်နေခဲ့ပါရီ အဲ့နောက်တော့နှစ်ယောက်သားကမိတိုင်တွေကိုကြည့်နေတယ်ပိုးစုံညွအဖွဲနဲ့ဖက်ဒရာအကြောင်းထပ်ပြီးတော့ငင်းကြပြန်ပါရီရိုင်းလီကလည်းအဲလီကိုငင်းမနေတော့ဘဲနဲ့ပိတ်ထားတဲ့ကုန်တိုက်ကိုသွားမယ်ကြောင်းပြောလိုက်ပါရီအဲလီကကုန်တိုက်ကကူးဆက်ခံနေရှိရာကြောင်းမလို့ပိတ်ထားကြပြီဖြစ်ကြောင်းပြောလိုက်ပါရီရိုင်းလီကတော့ပိတ်ထားဆိုရင်ဘာလို့ဝင်လို့ရလဲလို့အဲလီကိုကြည့်ကပြန်မေးလိုက်ပါရီအဲလီလည်းရိုင်းလီကိုပြန်ကြည့်ကနှစ်ယောက်သားအပြန်အလှန်ပြုံးလိုက်ကြပြီးတော့ကုန်တိုက်ထဲကိုဝင်လိုက်ကြပါတော့ရီရိုင်းလီကအဲလီကိုအထဲကိုဝင်ကတနည်းအားကိုအရင်သွားနှိမ့်မှုအတွက်ပြောလိုက်ပါရီ အလီကကြောက်တာကြောင့်မလို့မသွားခြင်းပြင်မဲ့ရိုင်လီကအတင်းတိုက်တွန်းတာကြောင့်အထဲကိုဝင်သွားလိုက်ရပါပြီ။အထဲကိုရောက်တဲ့အခါမှာတော့ရိုင်လီပြောရတဲ့နေရာကိုအလီတယောက်ရောက်သွားခဲ့ပြီးတော့ရန်နေလိုက်ပါပြီ။ရိုင်လီကတခြားတစ်ဖက်ကနေအလီကိုရောက်ပြီလားဆိုပြီးတော့လှမ်းအော်နေခဲ့ပါပြီ။အလီကလည်းရောက်ပြီဖြစ်ကြောင်းရိုင်လီကိုပြန်အော်လိုက်ရင်နဲ့အလီရဲ့တမီးကလည်းမိတ်တုံမိတ်တုံဖြစ်နေရကြောင်းအရှိကတန်တန်တစ်ခုနဲ့ရိုက်လိုက်ပါပြီ။ခဏကြာမှာတော့အလီရှိမှပဲကုံတိုင်ဟောင်းကြီးကမီးလီဟာရုတ်တရက်လင်းလာခဲ့ပြီးတော့အရန်ကိုလှပနေပါတော့တယ်။ ရိုင်လီကလည်းအဲလီဘေးနာကထွက်လာခဲ့ပြီးတော့အဲလီကိုဘယ်လိုထင်လဲလို့မေးလိုက်ပါရီအဲလီကတော့တန်အန်တော့နဲ့မီးလင်းနေတဲ့ကုန်းတိုက်ကြီးတစ်ခုလုံးကိုစိုက်ကြည့်နေနေအပြင်ဘက်ကတယောက်သာမြင်သွားမှစိုးရင်ကြောင်းရိုင်လီကိုပြောလိုက်ပါရီရိုင်လီကတော့မမြင်ရကြောင်းအဲလီကိုမစိုးရင်မှုပြောလိုက်ပြီးတော့အဲလီအတွက်ပြားစရာ၅ခုရှိကြောင်းပြောကလိုက်ခဲခိုင်းလိုက်ပါရီအဲနောက်မှာတော့ရိုင်လီကအဲလီကိုမပြတ်သေးတဲ့ဆက်လီကားတစ်ခုကိုပြလိုက်တာကြောင်းအဲလီကလည်းအန်အောနေခဲ့ပါရီရိုင်လီကဆက်လီကားပေါ်တက်ကြည့်ခိုင်းတာကြောင်းအဲလီကလည်းဆက်လီကားပေါ်ကိုတက်လိုက်ဆင်းလိုက်လုံနေရင်းပျော်ရွှင်နေခဲ့ပါရီ ဒီဆက်လီကပြားစရာ၅ခုတည်းရာတခုလားဆိုပြီးတော့ Riley ကို Ellie ကမေးလိုက်ပါ ರೀ အမှ Riley ကလည်းဟုတ်ကြောင်းပြန်ပြောရင်းနဲ့ထပ်ပြီးတော့ပြားစရာရရှိသေးကြောင်းပြောကဆက်လီကားပေါ်တက်လာလိုက်ပါ ರೀ Ellie ကဆက်လီကားပေါ်မှာစုံနေနဲ့ချေချော်ကြသွားတာကြောင့် Riley ကလည်းလှမ်းထူပေးလိုက်ရပါ ರೀ အဲဒီနောက်တော့ Riley ကနောက်တစ်နေရာကိုဆက်သွားဖို့ပြောလိုက်ပြီးတော့နှစ်ယောက်သားကကုန်းတိုက်ထဲကဆိုင်ငန်းနေရှိကနေဖြတ်လျှောက်လာကြပါ ರೀ ဟင်းလေးပွင့်နေကြတဲ့ဆိုင်ငန်းတချို့ကိုတွေ့ရကြအောင်ဆက်စုလိုက်ကြပြီးတော့ Riley ကဆိုင်ငန်းထဲကပြထားတဲ့ဝတ်စားတွေကို Ellie ဝတ်ထားတယ်လို့တွေးကြည့်ရင်ရီရမှာပဲလို့စောင်းနောက်ကအရင်ထွက်သွားလိုက်ပါ ರೀ အလီဟောဆိုင်ငန်းရှိမှရက်ကြံခဲ့ပြီးတော့ဆိုင်ငန်းကအလင်းပြန်နေတဲ့မှန်အောင်ကြည့်ကသပင်းပြေနေလိုက်ပါရီဆိုင်ထဲမှာကြံခဲ့တဲ့အဲလီကိုရိုင်းလီကလမ်းခေါ်လိုက်ပြီးတော့မျက်လုံးမိထားဖို့ပြောလိုက်ပါရီအလီကလည်းရိုင်းလီပြောသလိုမျက်လုံးကိုမိထားလိုက်ရင်နဲ့ရိုင်းလီခေါ်တဲ့နောက်ကိုလိုက်လာလိုက်ပါရီတနီယာရောက်မှတော့မျက်လုံးဖွင့်ခိုင်းလိုက်တဲ့အခါမှာအဲလီမြင်လိုက်ရတာကမြင်းရုံနဲ့ခြားရဟကြီးဖြစ်နေခဲ့ပါရီအဲလီတယောက်အယံအံဩကပျော်သွားခဲ့ပြီးတော့ခြားရဟဘော်သွားကဆက်ဆူနေခဲ့ပါရီအဲအချိန်မှာပဲရိုင်းလီကဆက်ကိုဖွင့်လိုက်တာကြောင့်ခြားရဟကြီးကစပြီးတော့လဲလာပါရီ အဲလီလည်းအံဩသွားပြီးတော့လယ်နေတဲ့မြင်းဥတီကြားထဲမှာရှောက်ကြည့်နေခဲ့ပါရီ။ရိုင်လီကလည်းအဲလီပြောနေတာကိုကြည့်ရင်လည်းနှစ်ယောက်သားကအပြန်အလှန်ပြုံးပြနေခဲ့ကြပါရီ။ရိုင်လီကမြင်းဥပေါ်ထိုင်ကပြောနေတဲ့အဲလီကိုကြည့်နေရကြောင်းအဲလီကမူးနေပြီလားဆိုပြီးတော့မေးလိုက်ပါရီ။ရိုင်လီကမမူးသေးတဲ့အကြောင်းပြန်ပြောလိုက်တာကြောင်းအဲလီကလည်းသူ့အီထဲကအရက်ပလင်းကိုထုတ်ကရိုင်လီကိုဖွင့်တိုက်လိုက်ပါရီ။အဲလီကလည်းတငုံတော့ပြီးတော့တယောက်နဲ့တယောက်ကြည့်ကရီမောနေခဲ့ကြပါရီ။နှစ်ယောက်သားကမြင်းဟတ်စီးနေတော့မှပဲဆက်ကရုတ်တရက်ရက်သွားတာကြောင်းရိုင်လီလည်းသွားပြင်မလို့လှုပ်လိုက်ပါရီ။ အဲဒီမှာပဲအယ်လီကရိုင်းလီကိုခဏနေဖို့တားလိုက်ပြီးတော့တကယ်ပဲဒီနေရာကိုလွတ်လပ်သွားအောင်လုပ်နိုင်မယ်လို့ထင်ထားလားလို့ရိုင်းလီကိုမေးလိုက်ပါရီရိုင်းလီကတော့အယ်လီကိုစိတ်ကူးရင်နေရဲ့လို့မထင်စေချင်တာကြောင့်မလို့ပိုးစုံညူအဖွဲ့တွေကတခြားနေမီတွေကိုလည်းအရင်လိုပြန်ရအောင်လုပ်ပေးနိုင်နေပြီဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါရီအယ်လီကလည်းရိုင်းလီကိုဖက်ဒရာရဲ့ပြန်လာရင်အတူတူလုပ်လို့ရနိုင်တဲ့အကြောင်းကိုပြောကပြန်လာဖို့ခေါ်နေပါရီရိုင်းလီကတော့မကြခင်မှာသူဟာ18နှစ်ပြည့်တော့မှဖြစ်ပြီးတော့ဖက်ဒရာရာရှိတယောက်က ရိုင်းလီကိုမစင်ကျုံးတဲ့နေရာမှာကင်းဆောင်ခိုင်းနေကြောင်းအဲဒါကြောင့်မလို့သူကထွက်ပြေးခဲ့တာဖြစ်ကြောင်းအဲလီကိုပြောပြလိုက်ပါတယ်။အဲနောက်တော့ရိုင်းလီကဒီလိုနေရာအစုံမှာသူလွမ်းတဲ့သူကအဲလီတယောက်ပဲရှိရဲကြောင်းပြောလိုက်တာကြောင့်မလို့အဲလီလည်းပဲပျော်သွားခဲ့ပါတယ်။ရိုင်းလီကပြားစရာနှစ်ခုပြီးသွားကြောင်းနောက်ထပ်တစ်ခုထပ်ရှိသေးကြောင်းပြောလိုက်ပါတယ်။အဲလီကထပ်ပြီးတော့အန်ဩစရာတွေရှိနေသေးရလားဆိုပြီးတော့ရိုင်းလီကိုပြန်မေးတဲ့ခါမှာတော့ရိုင်းလီကအဲလီအနောက်ဘက်ကနေရာတစ်ခုကိုမင်းငေါ်ပြလိုက်ပါတယ်။အမှနှစ်ယောက်သားကအထဲကိုတူတူဝင်သွားလိုက်ပြီးတော့ဓာတ်ပုံရိုက်တဲ့ဆက်ကလေးဖြစ်နေခဲ့တာကြောင်းဓာတ်ပုံရိုက်ဖို့ပြင်လိုက်ကြပါတယ်။ ဇက်ကပတ်စံလိုနေရကြောင်းမလို့ရိုင်းမရဖြစ်နေတော့ရိုင်းလီကပတ်စံတရွက်ရှိကြောင်းအဲလီကိုပြလိုက်ပါရီအဲလီကအရင်ကလည်းလှုပ်ဖူးရလားလို့ရိုင်းလီကိုမေးတဲ့ခါမှာတော့ရိုင်းလီကအဲလီနဲ့တူတူလှုပ်ဖို့စောင့်နေခဲ့တာဖြစ်ကြောင်းပြန်ပြောရင်းနဲ့ပတ်စံတွေကိုဆက်ထည့်လိုက်ပါရီဓာတ်ပုံရိုက်တဲ့ဇက်ကအမြန်ရိုက်တော့မှဖြစ်တာကြောင်းမလို့အဲလီနဲ့ရိုင်းလီကလည်းဂမန်ကဒန်ပို့စ်တွေကိုအတူတူရှောက်ပေးကြပါတော့ရီပုံရိုက်ပြီးတဲ့နောက်မှာတော့ဇက်ကနေဓာတ်ပုံလေးထွက်လာကြောင်းမလို့ရိုင်းလီကကောက်ယူလိုက်ရင်းနဲ့နှစ်ယောက်သားကအတူတူကြည့်နေခဲ့ကြပါရီ ရိုင်လီကဓာတ်ပုံတွေသဘောကျရင်ယူထားလိုက်ဖို့ပြောလိုက်ပြီးတော့ထပ်သွားမယ့်နေရာတွေရှိသေးကြောင်းပြောကအရင်ထွက်လာလိုက်ပါရီရိုင်လီပြောရင်နောက်တနေရာကတော့ဂိမ်းဆက်တွေရှိတဲ့နေရာဖြစ်ပြီးတော့ဆက်တွေကိုတွေးရကြောင်းမလို့အယ်လီတယောက်ပျော်သွားခဲ့ရပါရီနေရာသားကအထဲကိုဝင်သွားလိုက်ပြီးတော့ဆက်စုနေကြတော့အယ်လီကဂိမ်းဆက်တစ်ခုကိုစော့ကြည့်ပြီးမြအကျွေးစင်းမရှိရကြောင်းမလို့စော့မရဖြစ်နေပါရီရိုင်လီကအနာဆက်တစ်ခုကိုဖြွင့်ချလိုက်တဲ့အခါမှာတော့အကျွေးစင်းနဲ့ပတ်စံတွေထွက်ကြလာပါတော့တယ် အဲလီယာရိုင်းလီလှုပ်လိုက်တာကိုအံဩသွားခဲ့ပြီးတော့ရိုင်းလီကတော့မနေ့ကဒီဆက်တီကိုဖွင့်ဖို့ဖွင့်တတ်ဖို့အတွက်တနားရီလောက်ကြိုးစားခဲ့ရတာဖြစ်ကြောင်းအဲလီကိုပြောပြလိုက်ပါရီအဲနောက်တော့နေအောင်သားကအကျွေးစီးတွေကိုကောက်ယူလိုက်ကြပြီးတော့ဂိမ်းတူတူစော်ကြပါရီနေအောင်သားကစိတ်လို့ကိုလို့နဲ့ဂိမ်းစော်နေကြတော့မှာရုပ်ဆိုင်ပြတ်တခုတည်းကနေပြီးတော့မှုကောင်တကောင်ကနိုးထလာခဲ့ပါရီအရောမသိတဲ့အဲလီတို့ကတော့ဂိမ်းတူတူစော်နေခဲ့ကြရင်အဲလီကရိုင်းလီကိုကြည့်ကစိတ်မသက်မသာဖြစ်လာကြအောင်ပြန်တော့မယ်ကြောင်းပြောလိုက်ပါရီ ရိုင်းလီကလည်းအဲလီကိုမတော်စီခြင်းတရားအကြောင်းမလို့လက်ဆောင်ပေးကြရှိသေးတဲ့အကြောင်းပြောကတနီယာကိုခေါ်လာလိုက်ပြန်ပါလိမ့်။ရိုင်းလီကတာကိုဆိုင်အောင်တစ်ခုတည်းကိုဝင်သွားလိုက်တာကြောင့်အဲလီကလည်းလက်ဆောင်ကတာကိုလားဆိုပြီးတော့ရိုင်းလီကိုမေးလိုက်ပါလိမ့်။ရိုင်းလီကမဟုတ်ကြောင်းပြောကဆိုင်နောက်ဘက်ကိုဝင်လာလိုက်ကြပြီးတော့အဲရာကိုတွေ့ရကြောင်းအဲလီကရိုင်းလီကိုဒီမှနေနေရလားဆိုပြီးတော့မေးလိုက်ပါလိမ့်။ရိုင်းလီကအများအပြားတော့နေနေရဖြစ်ကြောင်းပြန်ပြောလိုက်ပြီးတော့အဲလီကြိုက်တဲ့ဟာဒဘီဒီစာအုပ်အပိုင်းနှစ်ကိုလည်းပြလိုက်ပါလိမ့်။အဲလီကလည်းလက်ဆောင်ကသူကြိုက်တဲ့စာအုပ်ဖြစ်နေရကြောင်းပြောသွားခဲ့ပါတော့လိမ့်။ ိနောက်တော့နှစ်ယောက်သားကစာအုပ်ထဲကဟာသတွေအကြောင်းကိုတယောက်တစ်လှည့်ပြောကရီမောနေကြပါတယ်။ရိုင်းလီကဟာသပြန်ပြောဖို့စာအုပ်ဖတ်နေချိန်အယ်လီကရိုင်းလီနေရာကိုရှောက်ကြည့်ရင်းနဲ့ပေါ်ထားတဲ့ဘုံတချို့ကိုလည်းတွေ့လိုက်ရအကြောင်းရိုင်းလီကိုဖက်ဒရာစစ်သားတွေကိုတတ်ဖို့အတွက်လာလို့မိလိုက်ပါတယ်။ရိုင်းလီကဘုံတွေကိုစောင့်ဖို့အတွက်ပိုးစုံကျူးတွေကတာဝန်ပေးထားဖြစ်ကြောင်းအယ်လီကိုပြောပြလိုက်ပါတယ်။အဲ့ဒါပြင်အယ်လီကိုလည်းဘရောမှထိခိုက်အောင်မလုပ်မဲ့ကြောင်းပြောလိုက်ပါတယ်။အလီကတော့ပိုးစုံကျူးတွေကရိုင်းလီပြောတာကိုနားထောင်မှမဟုတ်တဲ့ကြောင်ပြန်ပြောကလက်ထဲကဘုံကိုရိုင်းလီကိုပြန်ပေးလိုက်ပါတယ် အဲနောက်တော့အဲလီကစိတ်ဆိုးပြီးတော့ရိုင်းလီကိုထားခဲ့ကထွက်သွားခဲ့တာကြောင့်ရိုင်းလီကလည်းအဲလီနောက်ကိုအပြေးလိုက်သွားပြီးတော့အဲလီကိုလမ်းခေါ်ခဲ့ပါတယ်။အဲလီကလှဲမကြည့်ဘဲနဲ့ရိုင်းလီကိုဆဲဆိုကထွက်သွားနေခဲ့တာကြောင့်ရိုင်းလီဟာသူဟာဒီမျိုးကနေသူထွက်သွားရမယ်ကြောင်းလှမ်းပြောလိုက်ပါတယ်။အဲလီလက်ကြည့်တဲ့အခါမှာတော့သူမကအတလန်တိတ်ကနေရာတစ်ခုကိုတာဝန်နဲ့သွားရမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲလီနဲ့တူတူသွားချင်တာကြောင့်မလို့ခေါ်သွားဖို့စူးစမ်းကြည့်ကြောင်းဒါမှမဟုတ်လေပိုးစုံညူအဖွဲ့ခေါင်းဆောင်မာလင်းကခေါ်သွားခွင့်မပြုခဲ့ကြောင်းရိုင်းလီကပြောပြလိုက်ပါတယ်။ ဲဒါကြောင့်ဒီညဟာသူ့ရဲ့နောက်ဆုံးနေ့ဖြစ်တာကြောင့်အဲလီကိုနှုတ်ဆက်ချင်ခဲ့တာဖြစ်ကြောင်းရိုင်းလီကပြောပြလိုက်ပါတယ်။အဲလီကရိုင်းလီအနာကိုတိုးကပ်လာပြီးတော့သူ့ကိုဘာကြောင့်ဒီကိုခေါ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။ရိုင်းလီကအဲလီကိုတွေးချင်တာပြင်နှုတ်ဆက်ချင်တာကြောင့်ဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲလီကရိုင်းလီကိုစိုက်ကြည့်နေရင်သူလည်းနှုတ်ဆက်ချင်ကြောင်းပြန်ပြောကထွက်သွားပါ ori ။အဲလီယာအပြင်ကိုစိတ်တူတူနဲ့ထွက်သွားခဲ့ပြီးခဏကြာမှာတော့ရိုင်းလီကိုစိတ်မချနိုင်ဖြစ်ကပြန်လည်လာခဲ့ပါရီ။ဂုံတိုက်တနီယာရောက်မှာတော့ရိုင်းလီရဲ့အော်တန်ကိုကြားလိုက်ရအောင်အဲလီကလည်းစိတ်ပူသွားခဲ့ပြီးတော့အမြန်ပြေးသွားကြည့်လိုက်ပါရီ။ အလီရောက်တဲ့ခါမှာတော့ရုပ်တခုသာဖြစ်နေခဲ့ပြီးတော့ရိုင်းလီကဘေးနားနေရာမှာထိုင်နေခဲ့ပါပြီ။အလီတယောက်သူ့ရဲ့ဘေးနားကိုလာရက်လိုက်တဲ့အချိန်မှာတော့ရိုင်းလီကဒီနေရာကိုအလီကိုနောက်ဆုံးပြချင်ခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါပြီ။အလီကလည်းဘာမှပြန်ပြောမနေတော့ဘဲနဲ့သူ့ကိုဟာသားစာကိုပေးဖို့သာပြောလိုက်တာကြောင့်ရိုင်းလီကလည်းစာအုပ်ကိုထုတ်ပေးလိုက်ပါပြီ။အလီကစာအုပ်ကိုလွှဲထည့်ထည့်လိုက်ရင်လည်းရိုင်းလီရဲ့ဘေးနားမှာထိုင်ကသူ့ကိုထားခဲ့ပြီးတော့ဘာမှမသိတဲ့တော်လိုင်းလေးကိုဝင်တော့မှလားဆိုပြီးတော့ရိုင်းလီကိုမေးလိုက်ပါပြီ။ရိုင်းလီကတော့သူဟာမိသားစုရှိတဲ့ခံစားချက်ကိုလိုချင်ခဲ့ပြီးတော့ ပိုးစုံ USC ကနေပြီးတော့အဲ့ဒီခံစားချက်ကိုရခဲ့ကြအောင် ပြောပြလိုက်ပါရီအဲလီကတော့ Riley အတွက်သူကသာအရင်အရေးပါခဲ့တာဖြစ်ကြအောင်ပြန်ပြောလိုက်ပါရီသူကူးလို့ဆုံးဖြတ်လိုက်တာကြောင့်မလို့အဲလီအနေနဲ့လဲစိတ်တူပြီးတော့သူ့ကိုထိုးချင်လဲကြိုက်သလောက်ထိုးဖို့ပြောလိုက်ပေမယ့်အဲလီကတော့ Riley ကိုစိတ်မဆိုးတော့ဘဲနဲ့ခွင်းလွှတ်လိုက်ပါရီအဲဒါကြောင့် Riley ကလည်းအဲလီကိုပြရရရှိသေးကြောင်ပြောကထားရလိုက်ပါရီအဲလီကဆုံးဖြတ်မရစိတ်နဲ့ငိုင်းနေတော့မှ Riley ကဝင်းမလေးအယုံကောင်းတစ်ခုကိုပေးကအဲလီကိုခေါင်းမှာဆုတ်ခိုင်းလိုက်ပါရီ ဲနောက်ရိုင်လီကအဲလီစပွဲကခိုးလာတဲ့ကက်ဆက်ခွေကိုထုတ်လိုက်ပြီးတော့တခြင်းတစ်ပုတ်ဖွင့်ပြလိုက်ပါရီအဲလီရတဲ့သူ့ရဲ့ကက်ဆက်ခွေကိုယူလာကြမလို့ရိုင်လီကိုတခိုးလိုပြောရင်းနဲ့ရည်နေလိုက်ပါရီအဲနောက်ရိုင်လီကခုံမော်တက်လိုက်ပြီးတော့အဲလီကိုပါဆွဲခေါ်လိုက်ပါရီမြောက်သားကအတူတူအယုတ်ကောင်းစုတွေနဲ့တခြင်းတွေကိုဖွင့်နေပျော်ပျော်ရွှင်ရွှင်ကလိုက်ကြပါဦးဒီမြောက်သားကကားနေကြတော့မှပဲရုတ်တရက်အဲလီကအယုတ်ကောင်းစုကိုချွတ်လိုက်ကရိုင်လီကိုနမ်းလိုက်ပါရီအဲလီတယောက်လည်းနမ်းပြီးပြီးချင်းရှက်ကရိုင်လီကိုတောင်းပန်နေကြအောင်ပြောတဲ့ခါမှာတော့ရိုင်လီကလည်းရည်နေခဲ့ပါရီ နေရာစလုံးကအတူတူရီမောနေခဲ့ကြပြီးခဏကြာမှတော့ဘေးနားကနေပြီးတော့အတန်တစ်ခုကြားလိုက်ရအောင်ရိုင်းလီကတနက်နေ့ချိန်ကအသင်ဆောင်နေလိုက်ပါရီရုတ်တရက်မှုကောင်တကောင်ဟာအထင်းကနေပြေးထွက်လာခဲ့ပြီးတော့ရိုင်းလီတို့ကိုတိုက်ခိုက်ပါရီရိုင်းလီလည်းရုတ်တရက်ထွက်လာခဲ့တဲ့မှုကောင်ကိုတနက်နေ့ပြက်ကအလီနဲ့တူတူထွက်ပြေးခဲ့ပါရီတပြင်းနေနဲ့ရိုင်းလီကိုမှုကောင်ကအနောက်ကနေတိုက်ခိုက်လိုက်တာကြောင့်ရိုင်းလီဟာလဲကျသတိလစ်သွားခဲ့ပါရီရိုင်းလီနဲ့တူအလီလည်းလဲကျသွားခဲ့ပြီးတော့ရိုင်းလီတနက်ကလည်းအဝေးကိုလွင်သွားခဲ့ပါရီအဲ့ချိန်မှုကောင်ကအလီစီကိုပြေးလာပြီးတော့တိုက်ခိုက်ပါရီ အဲလီကသူ့ရဲ့ဓာတ်သေးလေးနဲ့ပြန်ပြီးတော့တိုက်ခိုက်ပေးမယ်လေမှုကောင်ကမသေးနိုင်ဖြစ်နေခဲ့ပါ रे ခဏကြာမှတော့ရိုင်းလီကလည်းပြန်လဲသတိရလာခဲ့ပြီးတော့အဲလီကိုတိုက်ခိုက်နေတဲ့မှုကောင်ကိုအနောက်ကနေပြေးရိုက်ပါတော့ रे မှုကောင်ကရိုင်းလီကိုပါပြန်တိုက်ခိုက်တဲ့အခါမှာတော့အဲလီကမှုကောင်ရဲ့ခေါင်းကိုဓာတ်နဲ့ပြေးထိုးလိုက်ပါ रे မှုကောင်တည်သွားခဲ့တာကြောင့်အဲလီကမှုကောင်ကြီးကအော်ရင်နဲ့ခေါင်းအဓာတ်ကိုဆွဲနှုတ်လိုက်ပါ रे အဲ့ချိန်ရိုင်းလီကတော့အဲလီရဲ့လက်ကိုလှမ်းကြည့်နေရကြောင်းအဲလီတယောက်သူအကိုက်ခံလိုက်ရတာကိုတည်သွားပြီးတော့ဒေါသထွက်သွားခဲ့ပါ रे ရိုင်းလီကလည်းသူ့လက်ပါအကိုက်ခံလိုက်ရတာကိုအဲလီကိုပြပြီးတော့ငိုနေခဲ့ပါတော့ဒီအဲနောက်တော့အဲလီရဲ့စိတ်ကလက်ရှိအချိန်ကိုပြန်လဲရောက်လာခဲ့ပြီးတော့ဂျိုးတယောက်ဓာတ်တန်ရာနဲ့လဲနေခဲ့ပြီးအဲလီကတော့တကောက်ဖွင့်ကထွက်သွားဖို့လုပ်နေခဲ့ပါ ರೀ တကယ်တမ်းမှာတော့အဲလီယာထမသွားတော့ဘင်းနဲ့အိမ်ထဲကိုပြန်ဝင်ကချက်ချင်းပြန်လှည့်လာပါ ರೀ အဲနောက်တော့အိမ်ထဲမှာဆေးရှိမလားဆိုရဲမျောလင်းချက်နဲ့လိုက်ရှာကြည့်ခဲ့ပါ ರೀ ကုန်းတိုက်ထဲမှာအကိုက်ခံလိုက်ရတဲ့အဲလီကကူးဆက်ခံရတာကြောင့်ဒေါသထွက်ကပစ္စည်းတွေကိုရိုက်ခွဲဖျက်ဆီးနေခဲ့ပါ ರೀ ရန်လီကတော့အောက်မှာညင်ညင်လေးထိုင်နေနဲ့ဝမ်းနေနေခဲ့ပါ ರೀ စ္စည်းတွေရိုက်ခွင်းရင်းနဲ့မောလာတဲ့အဲလီကလည်းရိုင်းလီရဲ့ဘေးနားမှာလာပြီးတော့ထိုင်ပါလေရိုင်းလီကရွေးချယ်စရာနှခုရှိကြောင်းအဲလီကိုစပြောလိုက်ပြီးတော့ပထမတစ်ခုကတော့မြင်မြန်နဲ့မနာပဲတည်သွားမယ်အကြောင်းပြောလိုက်ပါလေရိုင်းလီကဒုတိယနီလအောင်သူမကြိုက်ကြောင်းပြောရင်းနဲ့သူ့လက်ထက်ကတနက်ကိုကြည့်နေခဲ့ပါလေအဲလီကလည်းရိုင်းလီကိုစိုက်ကြည့်နေနေရိုင်းလီပြောမှအောင်နားထောင်နေခဲ့ပါလေဒုတိယတစ်ခုကတော့အတူတူအရှုံးမပေးဘဲနဲ့ဆက်လက်တိုက်ခိုက်ကြရင်းနဲ့နမင်းနေဖြစ်ဖြစ်နေရဖြစ်ဖြစ်တောင်းထားနိုင်သမျှတောင်းခံကြရင်းနဲ့ပြောစရာချိန်လေးတွေမှာအတူတူဖြတ်တန်းကြရင်းနဲ့ယူလိုက်ကြဖို့အဲလီကိုပြောလိုက်ပါလေဒါပြင် ရိုင်းလီကဒါရီယာသူ့ကြောင့်ဖြစ်ရတာမှနားလေခဲ့ပြီးတော့အဲလီကိုအခါခါတောင်းပန်လိုက်ပါရီအဲနောက်မှာနှစ်ယောက်သားကဖက်ကငိုလိုက်ကြပါရီဇလန်ကဂျိုးတယောက်ဒဏ်ရာရနေတဲ့စီကိုပြန်လဲရောက်ရှိသွားခဲ့ပြီးတော့ဂျိုးရှိနေတဲ့အခန်းထဲမှာတော့အဲလီကအန်ဇွေးရီထဲမှာဆေးလိုက်ရှာနေခဲ့ပါရီနောက်ဆုံးမှာတော့အဲလီကအန်နဲ့အက်ချီဂျိုကိုတွေ့သွားခဲ့ပြီးတော့ဂျိုးရဲ့နောက်ချုပ်ပေးဖို့လုပ်ပါရီဂျိုးရဲ့နောက်ကိုအဲလီပြန်ရောက်လာကြအောင်မလို့ဂျိုးကအဲလီရဲ့လက်ကိုဆုပ်ကင်ထားခဲ့ပါရီအဲလီကလည်းဂျိုးရဲ့လက်ကိုပြန်လဲဆုပ်ကင်ထားပြီးလိုက်ပြီးတော့ဂျိုးရဲ့အနာကိုအန်နဲ့အစိမ့်လိုက်ချုပ်ပေးလိုက်ရပါရီ ဂျိုကတော့နာဂျင်ရဲ့ဝေဒနာကိုချိန်မိခံစားရင်းနဲ့အဲလီကိုဖမ်းကင်ထားလိုက်ပါရီအဲလီကတော့သူ့ဘော်ကောင်းတဲ့လူတယောက်ကိုစွန့်ခွာမသွားနိုင်တော့တာကြောင့်မလို့ဒဏ်ရာရနေတဲ့ဂျိုးကိုသူတတ်နိုင်တော့ပြုစုနေလိုက်ပါ ਔ ရီဒီနေရာလေးမှာပဲ The Last of Us Season 1ရဲ့ Episode 7လေးကလည်းပြီးဆုံးသွားခဲ့တာပါဟုတ်ကဲ့ပါရုပ်ရှင်စကားကောင်းလေးတွေကိုအစင်စက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD4O Channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါအောင်ခင်ဗျာ အားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းနဲ့ကိုယ်ချမ်းသာခြင်းများပြည့်စုံတော်မူကြပါစေလို့ GD4 ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်အစုံဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ